မင်္ဂလာပါချင်းဆောင်များစီစီအန်းဒီပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျမဤချစ်သူဆိုတဲ့စာအုပ်လေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်အဲ့ဒီစာအုပ်လေးကိုတော့ဆရာမခင်နှင်းယူကရေးသားထားဖြစ်ပါတယ်ဆက်လိုက်ကြဆိုနော်အခန်း1ပါရမီဖြည့်စာမှု1330ပြည့်နှစ်မြန်မာနှစ်စံတရက်နေ့ဖြစ်သည်ကျမတို့ channel ၌ဗထောက်ပန်းတို့သည်ယခုနှစ်တွင်နှစ်ကြိမ်တိုင်တိုင် စောစီးစွာပွင့်ခဲ့ပြီးပြီ။ယခုနောက်ဆုံးတစ်ချိန်ပွင့်ခြင်းမှာညကရွာသောမိုးနှင့်ပွင့်ခြင်းဖြစ်သည်။မိုးတက်လေသည်နည်းနည်းစောစောတွင်အင်းညနေ၍တစ်ချံလုံးတော်လေဗရောက်ရနေဖြင့်တင်းနေ၏။ထိုနေ့ကခြံထဲတွင်ကန်းကော်ကလည်းအခိုင်တိုင်းညှို့ဤ၍မိတို့ကြမတက်တွဲရရပွင့်နေကြသည် သို့တော့ဩပန်းတို့ဒီအထူးတလေပွင့်တော်နေပါတကားမနေ့ဆိုဆိုဖျားဆောင်တွင် ကျမဤနေစဉ်လုံနေကြပန်းလဲတော်တော်ရေကက်ဆွန့်ကက်တော်ကိစ္စများကပြီးပြီနောက်ဆုံးပြီးများပင်ရုတ်ဖက်ပြီး၍မေတ္တာပို့အမြအဝေခဲ့ဤဖျားဆောင်အဝမဝင်းဝါသောဘရောက်ပွင့်များ ရှိရသူညောကြည့်နေမိဤ ဝစ်လွာဖြူဝိုင်းရင်ကအဝါဝစ်ဆင်များဖြစ်တင်းနေတော့ပန်းကင်ငိုတို့ကလည်းသူတို့ကပါကြည်စီလူဝံလေတိုင်းမော့မော့နဲ့မနက်လေတွေခက်ကြွကြနေပုံသည်နစ်ဆန်တရက်နေ့ဤမင်္ဂလာကို တစားစင်နေကြပုံရ၏ခိုင်းနစီမြအဝီတော်ကျမဤတိုက်အဝါလေးသည်လည်းနက်နက်ခင်းတွင်ငြိမ်သက်နေသည်ကျမဤဖျားဆောင်မှာတော့ အထူးညီတက်နေသည်ကျမဒီတိုက်ငယ်သူပန်းများစီမှာမျက်လွာယူကမျောကြည့်နေမိပြန်သည်ကျမမျောနေနေသူသည်ဖះဆောင်ရှိရသူဖြင်းညင်းစွာရှောက်လိုက်ဝိပဿနာ အမတ်တရားဖြင့်လှမ်းလာတော့သူ့ခြေလန်းသည် အထူးသဖြင့်သိမ်မွေ့ညင်သာသည်သူကကျမ၏ချစ်သူသည်တကြံရဲ့တွင်သာမက 9ဘာဒီလာကို21ရက်နေ့အထိစောင့်တည်နေဆဲဖြစ်သည် ကျမဒီလည်းဥပုံမှာမထွက်သည်သူဖျားဆောင်လေကားတို့တလန်းချင်းတက်လာတော့အခါကျမဒီဖျားဆောင်ဖနှက်ချွတ်မှအตาရပဲဖျားဆောင်အတွင်းသူဝင်ကသူ့သူခေါင်းရင်းဖက်တင်ဖြူပေါ်၌နေရာပြလိုက်သည် ကျမကတော့သူ့ရှိတဲ့ကျမ်းပေါ်တွင်မြင်သားစွာထိုင်လိုက်၏ ကျမတို့နှစ်ဦးစောင့်ထိန်းထားသောသီလများမှာရိုးရိုးကိုးပါးသီလဖြစ်တော်လဲဝိပဿနာကိုပါရှုမှတ်ပွားများနေရ၍ကျမတို့လှုပ်ရှားမှုများသည့်အမှတ်တရနှင့်မကင်းသောကြောင့်မြင်သာနေကြခြင်းဖြစ်ပါသည်ကျမရှိရင်သူတင်ပတ်ခွေတင်ပြင်ခွေရထိုင်လိုက်သောအခါကျမသူ့ကိုလက်အုပ်ချီ၍ရှခိုးလိုက်၏သူတီကျမဟန်ကိုအံ့ဩနေသည်လား ကျွန်မပြောမိစကားကိုမျော်လင့်နေသေးသလားသူ့ဟန်ပန်ကို ကျွန်မမသိပေအဖေကြောင့်ဆိုတော့လက်နှစ်ဖက်ကိုရှက်၍မျက်လွှာချထားကကျွန်မဒီသူ့မျက်နှာကို လုံးဝမကြည့်တော့ကြောင်ပါသည်ကျွန်မပြောချင်သောစကားကိုစတင်၍ကျွန်မပြောသောအခါကျွန်မ၏အတန်တို့တုံတုံရင်ဖြစ်အောင် အထူးသဖြင့်တည်ငြိမ်အောင်ကျွန်မအတော်လေးထင်ထားရ၏အဖေကြောင့်ဆိုတော့ကျွန်မစိတ်ထဲမှာတုံလုံးနေတော့ကြဖြစ်ပါသည် ခါတိုင်းနှစ်တွေဆိုရင်မြန်မာ20တရက်နေ့ကိုရောက်တိုင်းကိုကြီးကလာမယ့်နှစ်မှာလုပ်မယ့်အထိတ်ထန်ချမှတ်ချက်ကိုပြောပြလေးရှိတယ်။တရက်ဝေးမှာတယောက်နဲ့တယောက်ခွဲခွာနေရတာတော့မှအချို့ဒီနှစ်မှာပြီးအောင်ဘာကိုလုပ်ရမလဲ။ကိုကြီးအတွက်ကတော့ဘာအထိတ်ထန်ကိုလုပ်ရမလဲဆိုတာသတ်မှတ်ထားရဲဆိုတော့အချို့စီစားရေးပို့တယ်။ဒီနှစ်ကအချို့ကပဲအချို့သတ်မှတ်ထားတဲ့အထိတ်ထန်ကိုပြောပြစီ။ တောင်းဆိုပြရစီဆိုရင်ပို့ပြီးတော့မှန်မှာပေါ့ဘာဟုတ်ဒိတ်ထံပြုတ်ထားလို့လဲအချိုးနဲ့ကိုကြီးဟာလုံခဲ့တဲ့၃နှစ်ကစပြီးဝါရင်း၃နှစ်ပတ်လုံးအပြမစရိယာပုဂ္ဂိုလ်စောင့်သိမ့်ပါမယ်လို့နှစ်ဦးသဘောတူဝါဆိုလာပြည့်နေမှာတိလာယူပြီးအဒိတ်ထံပြုတ်ခဲ့ကြတာတတိယမှာပေါ့ဒီနှစ်တော့ဝါဆိုဦးလာပြည့်ထိမစောင့်ခြင်းဘူးတက်နိုင်ရင်ဒီနှစ်နှစ်ဆန်းတည့်ရနေ့ကနေစပြီးဝါကျွတ်တရင်ကျွတ် လာပြကျော်တရက်နေ့ထိအပြံမစရိယပုတ်ကိုအချိုစောင့်ထိန်ခွင့်ပြုပါဒီတီလာကိုစောင့်ထိန်ခွင့်ရအောင်အမပိုင်းဖြစ်တဲ့ကိုကြီးစီမှာအချိုကတောင်းဆိုရတော့အချိုဘက်ကတရားမျှတမှုရှိဖို့လိုတယ်ဆိုတာအချိုနားလည်ပါတယ် ။ဘာကြောင့်လဲဆိုတော့ကာမေတုမိတ်ဆာဆာရာကံဟာကံ၅ပါးအပါဝင်များသောအဖြစ်စောင့်ထိုင်နေတဲ့ယောက်ျားတွေအများကြီးရှိခဲ့ပါတယ်။အပြင်မှာစတရိယာပုတ်ဆိုတာကတော့ကိုသားမယားအပေါ်မှာတော့မှစောင့်ထိုင်ရယုံတာမကမမြတ်သောအကျင့်ဟူသည်၍အားလုံးကိုရှောင်ကြဉ်ရမှာ우။ဒီတော့အရိယာနေဝင်သူတော်စင်တွေကလွဲလို့ဒီသီလကိုစောင့်ထိုင်မှုမလွယ်ဘူး။အထူးသဖြင့်မိမထက်ယောက်ျားတွေမှာပိုပြီးခက်တယ်။ဒီတော့အချို့ပြောချင်တာကအချို့ကဒါ စောင့်ထိန်ခွင့်ပြုပါကိုကြီးအနေနဲ့စိတ်သဘောချင်းတူမျှတဲ့ဘယ်မင်းကလေးကိုမဆိုကိုကြီးဆက်ဆက်နိုင်ပါတယ်လို့အချို့ဒါပဲပြောချင်တယ်ကျမဒီစကားဆုံးတော့လေသူ့ကိုမောမကြည့်ပါမျက်နှာကိုချမြင်ချထား၏သူ့ထံကကြားမိစကားတန်ကိုနားထောင်နေ၏အချို့တော်စောင့်ထိန်နိုင်သေးရပဲကိုကြီးကဘာလို့မစောင့်ထိန်နိုင်ရမှာလဲကိုကြီးလည်းအချို့နဲ့တူတူပဲဒီနေ့23ရက်နေ့ကနေစပြီးတရင်ကျလာပြီးကျတရက်နေ့ထိစောင့်ထိန်ပါမယ် သူသည်ဒါပဲပြုတ်၍ဘုရားဆောင်မှထွက်တော်ပါသည်။ကျမသည်မျက်စိကိုစုံမှိတ်၍ရင်ထဲမှတာထုခေါ်ပါတော့လေ။မျက်လုံးများမှမျက်ရည်များဖြင်းညင်းစွာကြာလာကြသည်။ဤမျက်ရည်များကကျမစိတ်ရင်းကိုတီတိုးစွာပြပြနေကြသည်။ကိလေသာကမကုံဆိုတဲ့ဆန္ဒအတာကိုဖျက်တောက်နိုင်တဲ့ထောင်။မင်းရည်မှန်းထားသလိုမင်းသူ့ကိုစုံမပြေးနိုင်သေးဘူးဟု၍ပြပြနေသလိုပဲ။ ထင်ပါသည်။အိန္ဒိယ၌တကယ်တော့ကျမသည်ဇဏကမင်းသားတောသို့ဝင်သောအခန်းကိုအခန်းလိုမြက်ပင်ကိုဖျက်ပြ၍တောသို့ဝင်သွားခြင်းပါသည်။ငယ်ငယ်ကစကြီးစေဘွက်ကိုဖက်ရတင်ရသောအခါပါရမီရှင်ဖြစ်သောအလောင်းတော်ဇဏကမင်းသားသည်ခုနှစ်ဆင့်သောနန်းပုံမှပြန်၍ဆင့်သက်၍တောသို့ထွက်၏။တေဝလိဒေဝီသည်နောက်မှထက်ကျက်လိုက်လာ၏။ ိုးသားတပုံတို့ဇနကမင်းသားနန်းကိုစွန့်သွားပြီကြားတော့ကြောင့်ဌာနပုံကံ၍မြို့တော်ကိုဝင်စည်းလီဟန်ပရိရဲ့တုံးပြ၍လဲတောထွက်ခြင်းကိုတာမြင့်ခဲ့အလောင်းတော်သည် မတုံလို့သူ့နောက်ကိုထက်ကျလိုက်၍ပရိဒီဝါတောကမိတောင်မိတောက်လောင်ကကျင်ရဘက်မင်းကြီးနောက်သို့အစဉ်တစိုက်လိုက်လာတော့မိဖုရားတီဝလိဒေဝီအား လမ်းအစဉ်တွင်အမျိုးမျိုးတရားပြလာ၏နောက်ဆုံးတော့တောသို့ဝင်ကန်ဤတွင်မူအလောင်းတော်သည်စကားကိုမဆိုမြေပေါ်မှပျောက်ပေါက်သောမြက်ပင်ကိုရွှေလက်တော်ဖြင့်ဖြတ်ကာတိဝလိဒေဝီအားပေး၏မြက်ပြက်ကိုပင်ရင်းမြက်နှင့်ပင်ဆက်ခိုင်း၏တိဝလိဒေဝီသည်မိမ့်မြက်သည်ပညာအရာ၌လည်းထက်မြက်၏တိမြေနှက်ဆက်သောဉာဏ်လည်းရှိထို့ကြောင့် ခမဲတော်နဲ့ရွာဆန်ပြီးနောက်ထီးနေရရကိုခန်းစားတိုက်တော့မင်းကောင်းမင်းနေရမပေါ်မချင်းမိမိကိုကို ကောင်းစွာစောက်တည်၍ထီးနှန်းကိုထိမ့်သိမ့်နိုင်တော့မိမပြက်မိမမြက်ဖြစ်ပြီ။ဤမြက်ပင်အပြက်ကိုအလောင်းတော်ဆက်ခိုင်းကလေးကဘာကိုဆိုလိုသည်ဆိုတာသိပြီးတော့တိဝလီဒေဝီသည်မဖြစ်နိုင်တော့တန်ရောစင်ကိုတောကမီအရှိန်ဟခမြည်တို့ပင်လဲ၍ကြ၏။အလောင်းတော်သည် တယောက်သွားတာယုံလမ်းဖြင့်တောသူဝင်ဤအလောင်းတော်ကလေးတင်ချင်းနဲ့ကဘာတသိန်းပါရမီဖြည့်ခဲ့တော့ပါရမီရှင်ကြီးသာသည်ကျမကယခုမှပါရမီဖြည့်စနိဗ္ဗာန်သို့သွားရလမ်းသည်ဤတစ်ခုတည်းသော စင်ကြယ်မြင့်မြတ်သည့်ဝိပဿနာလမ်းကြောင်းသာသည်ဟုမြင်သာယုံမြင်စဖြစ်သည်တနေ့တော့အခါတွင်ကျမ၏အနာကက်ွယ်တစုံတယောက်သောကျမ၏ချစ်သူသည် ဤသို့ပင်မနိုင်ကောင်းနိုင်ကောင်းအလောင်းတော်ဆက်ဆက်မျက်ပင်ကိုဖြတ်ခိုင်းလိုက်မည်ဟုကျမမတွေးမိခဲ့သို့တော်ကျမ၏အတိတ်တို့သည်ငယ်စဉ်ကထင်မှတ်သလိုဘာမှမဖြစ်ခဲ့ပြစ်ဆုပ်ပန်းကလည်းထိတ်လန့်ပွဲတောင်းတန်ဝေကားတို့ဖြင့်ပြေးလျက်ရှိ၏အနာဂတ်ကဘာမှမရှိရပါကြည်မိုးဥတို့တိုင်လီလင်းစိမ့်ဆူသောမျက်ပင်လေးတို့သည်ခြံဝင်းအတွင်းဝင်ထွက်ပြူလာကြလေ၏ဤမျက်ပင်ကို ကျမ၏ချစ်သူကပင်ဥစွာဖြတ်၍ ပြပေးမည်လော ကျမကပင်ဥစွာဖြဲ့၍ပြက်ပြနိုင်မည်လောမိုးတရရနံကိုမုတ်တုံတီတို့ယူဆောင်လာတိုင်းကျမသည်အားရစွာ ရှူရှောက်၍ဤမြက်ပင် ဖြဲ့ရမည်ဇလန်းကိုအစဉ်တွေးမိ၏ဤဇလန်းကယခုမှစသည်မဟုတ်ကြာပင်ကြာလှလိမ့်မည်ယခင်ကတော့ဤဇလန်းဤကြောယုပင်မှာ themes ကိုရည်ရွယ်ချက်သာရှိခဲ့၏ယခုတော့ကြောယုကလည်းခိုင်မာလိမ့်မည်ဥတီချ object ကလည်းတက်မဲ့လာပြီး construction ဇက်အင်ကိုတိဆောက်ကြသည့်အခက်အလက်သို့မဟုတ်ထုတ်လျောက်ဒိုင်းများထုတ်လျှောက်ဒိုင်းများစုံလင်စွာနှင့်တိဆောက်လာခဲ့ပြီ climax မြက်ပင်ကိုဖျက်ရမည်စသိန်းကန်းတွင်မှကျမ၏ချစ်သူနှင့်ကျမတို့သည်နှလုံးသားသည် တုန်လှုပ်နေကြလေသည်မြက်ပင်ကိုဖျက်ရန်အလို့ငါလမ်းကင်ကြမည်လက်တို့သည်လှူရှားဖို့ကိုနှီးကွေးနေကြသည်တကား ညပင်ရှိရာသို့တွားရမည်ခြေလမ်းကလည်းလမ်းမီကျန်တိုင်းနှစ်ဦးစလုံးနှီးကွေးနေကြလေသည်ထို့ကြောင့်မင်းပထမခြေလမ်းအဖြစ်အပြမစရိယာပုဂ္ဂိုလ်ဝါရင်း၃လဆောက်တည်ကြည့်ကြ၏ဤပထမခြေလမ်းကချောမောပြပြစွာလမ်း၍ရခဲ့ကြလေသည်ဒုတိယအပြမစရိယာပုဂ္ဂိုလ်၂၁ရက်နေ့မှဝါကျွတ်လာပြကျော်၁ရက်နေ့ထိ၆လတန်းတိုင်းဆောင်းစင်းခြင်းဖြင့်ဒုတိယခြေလမ်းကို၂ရောက်တူ ပြန်လှမ်း၍ကြည့်ကြ၏ဒုတိယခြေလှမ်းကိုလှမ်း၍ရခဲ့ပြီတခုသောမုတ်တုံဦးတွင်တနည်းလုံးအိပ်ပျော်ရာမှနိုးလာမည်ဤမျက်နှာစိမ်ကိုပြတ်အောင်ဖျက်ရ၌သူ့လက်နှင့်ကျမ၏လက်အော်မိသူလက်သည်အရင်တွက်လက်စွာမျက်ပင်ငယ်ကိုထိတွေ့နိုင်မည်ကိုမပြောနိုင်ပါခြင်းကျမ၏ရင်ထဲတွင်မျက်ပင်ငယ်အားဖျက်ရမည်ဇလန်းကိုခင်းမည်ဟုကြံစည်ခဲ့သည်မှာယခုမှမဟုတ်ပါပြီ။ 1958ခုနှစ်မေလ၏နောက်ဆုံးအပတ်တွင်ကျမအိန္ဒိယမှပြန်လာခဲ့ပါသည်။ကျမ၏အဆုတ်တွင်တွေ့ရသောအဆက်မှ TV ဘိုးဝင်ခဲ့ုံသာဖြစ်၍ကျိုတင်ကုတကာကွယ်မှုကြောင့်ရန်ကုန်စေယုံကြီးမှအနားယူကလေးကပင် အနားမှကျက်နေပြီဟု၍အိန္ဒိယကဆရာဝန်ကပြောပြပါသည်။သို့တော်ကျမ၏အရက်9ပြည်နှစ်လက်မနဲ့စာလင်ကျမ၏ကိုလေးချိန်မှာပေါင်90မပြည့်၍အိန္ဒိယတွင်လည်း3လတန်းတိုင်းအိပ်ရာပေါ်တွင် အနားယူ၍စံသက်မှုကိုခံယူခဲ့ရပါသည်မြန်မာပြည်ပြည်ရောက်လည်လည်းအလုံးဝင်သေးပဲအေးချမ်းစွာနေရန်ဒေါက်တာကျက်စုတင်ကအကြံပေးလိုက်ပါသည် အကိုကြီးကလည်းစာထဲမှာရေးထား၏အချို့စွန်လဆန်းမှာကိုကြီးကလောစစ်တပ်ကတူကိုကိုလာတက်ရမယ်အချို့မေလနောက်ဆုံးပတ်မှာရန်ကုန်ရောက်အောင် ပြန်ခဲ့ပါကိုကြီးဒီကအားလုံးစီစဉ်ထားမယ်စွန်လဆန်းမှာကလောကိုဒုများနှစ်ယောက်အတူတူသွားကြမယ်ကိုကြီးစစ်တပ်ကတူတက်နေတော့ အချိုအေးအေးဆေးဆေးအနားယူနိုင်တာပေါ့ကလောဟာအေးချမ်းပြီးလှပတဲ့မျိုးလေးမှု အချိုနှစ်သက်လိမ့်မယ်ထင်တယ်။နန်ကိုလည်းအချိုကိုဘယ်နေရာမှခွဲပြီးမထားရခဲ့ပါဘူး။ကိုကြီးနဲ့အတူ ခေါ်သွားတော့မယ်။ခြေစနီးကြီးကျမ်းမာ ချမ်းသာပါစေ။ကြော်တောင်း။ဤစာကိုဖတ်ရချိန်တွင်အာရောဂျန်အင်္ဂလိပ်ရှိဝဲတမဘန်များပွင့်နေစေဖြစ်၏။တမဘန်ရဲ့နဲ့သည်တင်းပြက်အေးမြမွေးပြက်နေ၏။ ကျွေသောပွင့်ဟောင်းတို့မှလည်းနှွေနှောင်းလေကြောင့်မျိုးပေါ်တွင်ဖွေးရည်နေကြ၏ကျမသူ့စာကိုကင်ထားရင်ရင်ထဲမှာခုန်နေ၏သူငါ့ကိုနားလည်လာပါလိမ့်မယ်နော်ခွဲခွာနေရခြင်းများသည် ကျမအတွက်အဆန်းမဟုတ်ပါသို့သောယခုတခါခွဲခွာနေရခြင်းမှာယောဂကြောင့်တဦးတည်းလာရောက်စေကုတနေရခြင်းဖြစ်သည်အငယ်လုံးသည်ဆို၏ သူဒီကျမထံသူကျမဤမောင်ဝန်းခွဲမမောင်ကြီးကိုပို့ပေးပါသည်အာရောကျန်အချောင်းကိုတော့မွေးဝတ္ထုတွေတွင်ရေးတာပြီးဖြစ်၍အကျယ်မရေးလိုတော့ပြီသို့တော့ပြင်ကနီးလင်လူနာတိုင်းလိုလိုဆရာဝန်ကြီးနှင့်တွေ့ဆုံသွားကြစမြေဖြစ်၏မေးလွန်သောမိကုံများကိုမိကြစမြေဖြစ်၏ကျမသည်အခြားမိကုံများမမီးမီဆရာဝန်ကြီးကိုပထမဆုံးမေးသောမိကုံမှာကလေးတွေကိုတွေ့ရင်ကျမနမ်းရမလားဆိုတော့ မေးုံမင်းဖြစ်ပါသည်အချို့လူများသည်ကိုချစ်တာတစ်ခုတည်းကိုသာကြည်ကလေးတယောက်ကိုချစ်စွဲတွေ့ရရင်ပပတ်ဆက်ဆက်နန်းတက်ကြ၏ကိုမှကုဆတ်တတ်သောယောဂရှိရင် ကလေးကိုကုဆတ်သွားမည်ကိုသူတို့မတွေးကြပါကြီးဒေါက်တာဂျက်ဆူတင်သည်ဟာပပတ်ကြီးမောရင်ကလေးကိုလည်းနန်းနိုင်တယ်ဘသူနင်းဆိုစကားပြောနိုင်တယ်ရီနိုင်တယ်မင်းယောက်ျားနဲ့လည်းအတူစားနိုင်တယ်အတူအိတ်နိုင်တယ်တခုပဲတီဗီရှိနေသေးတယ်ဆိုတော့ကြောက်စိတ်နဲ့တီဗီဆေးကိုတော့ဘသူချွေးချွေးမစားပါနဲ့ စက်ထရက်တိုမိုက်ဆင်ကိုစက်ထရက်တိုမိုက်ဆင်ကိုလည်းမထိုးနဲ့နော်မင်းနဲ့မတည့်ဘူးဆောင်ဝင်ကြီးဤညွန်ကြားချက်များကိုမှတ်သားခဲ့ရင်ရန်ကုန်သို့ပြန်လာခဲ့ပါသည်ကျမရန်ကုန်လေစိတ်သို့ဆက်ရောက်လာနိုင်တော်လဲ sorry ဆက်ရောက်လာတော်လဲညီပြင်းတွင်ကျမအားကြိုဆိုမိသူတို့ကိုတယောက်မှမတွေ့ပါဘူးကျမဒီလေစိတ်မှာအများဆုံးတယ်လီဖုန်းကိုကောက်ကင်တာသူ့စီသူလှမ်းဆက်လိုက်သည်အချို့စကားပြောနေတယ် ခုရေးတာပြောပြီးရှေ့ဆက်စကားမပြောနိုင်တော့ပဲမျက်ရည်တွေကတွင်တွင်ကျနေသည်ဟမ်အချို့ဘေးကပြောနေရလဲဘာလို့ကြိုတင်အကြောင်းမကြားလဲအိုးငိုနေတယ်ထင်တယ်ကျမရှိုက်တန်ဒီတယ်လီဖုန်းနဲ့တွင်သူကြားနေရ၏မက်ထရန်နေပြီးတော့တန်ကျိုးပို့တယ်ကလကတာတန်တန်လီစိတ်ကနေလဲတန်ကျိုးရိုက်တယ်လီရင်ပေါ်ကနေရလီရင်မှုကဝယ်ရလက်နဲ့ပို့ပေးမယ်ဆိုလို့ရိုးမကိုမကြော်ခင်တန်ကျိုးပို့ပေးသေးတယ်တန်ကျိုးကကြီးပဲ 150ကျော်လောက်ကုန်တယ်။အိုးတစားမှမရဘူး။ကိုကြီးကူပဲလာမယ်လေစိတ်ကစောင့်နေစောင့်နေ။သူ့ဘက်မှာတယ်လီဖုန်းချတယ်ကြားလိုက်ဤ။ကျမထက်ကြိုတင်ပြီးစေုံမှာဆင်းသွားတော့လေ။ဘာရနတီဘက်သို့ဖျားဖူးသွားတော့လူနာ ဟောင်းများသည်လေ။ကလကလားတွင်တွေ့ဆုံဤ။ကျမနှင့်လေးရင်မြန်တစည်းရဲ့အတူပါလာကြဤ။တယ်လီဖုန်းဆက်နေစဉ်အတွင်းကျမအပားတွင်သူတို့ရောက်နေ၍ကျမငုံနေသည်ကိုသူတို့အံ့ဩစွာကြည့်နေကြလေသည် မခင်ယူ ဘာဖြစ်လို့လဲသူတို့ကကလေးဆန်တော့ကျမဤအမှုရာကိုနားမလဲကျမဤစိတ်မချမ်းသာစရာတွေ့ရဟူရထင်မုံရသည်ကျမတန်ကြိုးတုံးဆောင်ရိုက်တာတစားမှသူတို့မရဘူးတဲ့အခုမှပဲတည်လို့လာကြိုးလိုက်မယ်အော်ဒီလိုဆိုကျွန်တော်တို့ကိုပြန်ခွင့်ပြုပါဦးသူတို့ဒီလာကြိုးတော့ဆွေမျိုးသားချင်းတားမရများနဲ့ပျော့ပျော့ရွှင်ရွှင် ပြန်သွားကြလိမ့်မည်။ကျမမျက်ရည်များကိုတုတ်ကံပစ္စည်းများရှိရာသို့ပြန်ထိုင်လိုက်၏။နိုင်ဤဝက်အတွင်သူရောက်လာသည်။ကျမလက်ကိုဆွဲ၍သူနှုတ်ဆက်သောအခါသူ့လက်သည်ပူနွေး၍ကျမလက်သည်အေးဆက်နေ၏။သူ့မျက်လုံးသည်ရွှင်ပတောက်ပ၍သူ့ဟန်ပန်သည်မြွှွကျနေသည်။ကျမမျက်လုံးမှာတော့မျက်ရည်စားတွင်နေ။တကယ်ဟူတန်ကျိုးတစ်ခုမှမရဘူး။ဟဲကလေးလေးကြာနေရပဲမျက်ရည်တွေနဲ့ဝင်းနေနေရဟိုကျမသူ့နောက်သူ့လိုက်သွားပါလေ ကားပေါ်တွင်ကားမှကျမတို့ကမဟုတ်စစ်ကားတစ်စီးဖြစ်နေသည်ကိုသတိပြုမိ၏အင်းရောက်နေတဲ့အိမ်လုံးစုညံသွား၏သမီးကြီးမိကိုလည်းယခုမှအားရစွာနမ်းရှုပ်မိပါသည်ဖေဖေမောင်ကစုမီကိုတွတ်ကြူတာမိကိုလည်းမခေါ်ဘူးမိဒီမိဝင်ကိုသူ့အဖေနဲ့အတူကြိုးစို့လိုဟန်းရှိသည် ပါလာသောပစ္စည်းများကိုနေရာကျထားပြီးမှတကားခေါက်တန်းချရာ၏တွားဖွင့်သောအခါတန်ကျိုးသုံးဆောင်ရောက်လာတော်လေသည်ကလောသူအတော်တွင်မူကျမတို့နှစ်ယောက်သည်ဂရင်တလုံးနှင့်အတူစာအုပ်ထည့်သောထင်းရှုတ္တာများနှင့်စေတ္တာစာအုပ်တောက်ခွက်လောက်သာယူသွား၏အချားအိမ်နောင်ပရိဘောဂများမယူပါအင်္ဂထထလိုက်တော့ကလေးမအဖော်ပြန်သွားရင်လင်မယားနှစ်ယောက်လည်း နေဖြစ်အောင်အကျဉ်းယုံစီမံသွားကြခြင်းဖြစ်သည်အိမ်တော်ပြိဘောကဆိုသည်ကခန္ဓာတင့်တယ်လောက်အောင်မပြုတ်ပြနိုင်လေအလွန်ပင်မဲ့ဤကျမချုပ်တင်စာရေးထား၍ဘဘကြီးဦးထွန်းဖီဂျက်ဆင်တို့ဇနီးမောင်နှံမှာဝေဘုတ်လန်တောင်ကုန်းထိတ်ဝဲကျမတို့အတွက်အိမ်တလုံးပေးဤအိမ်မှာဆောင်းနေအတွက်မီးဘုံနှစ်ခုပါ၍လင်မယားနှစ်ယောက်နှင့် အနေနဲ့ဆိုတော့အလွန်ကြီး၍နေပေသည်ဝါခဲမှာမပပကြီးငငယ်ရနေရတော့ဝါမင်းဖွားဖွားကြီးတိတ်ကြီးဆိုင်တယ်ဒါကြောင့်အခုမင်းတို့လာချိန်ငါကဂီယူပြန်ဆိုင်ရမယ်ကွတို့ကဂီယူဆိုင်ပါဤတကယ်တော့ချမ်းအေးတော့တိတ်ဆိတ်တော့လှပတော့လေပြင်းဤညင်းငွေဝဲခေါင်းတော့ဤကလောမျိုးငယ်တွေကျမသည်အသက်80ကျော်90နီးနီးရှိဤအဖိုးအိုဇနီးမောင်နဲ့နှင့် အဖို့လုပ်၍နေသည်ဟုဆိုလေမမှားပါကြီးကျောင်းဝိဇ္ဇာချမ်းအီတော်ညတညတွင် ဦးစီးတက်ကတော်တဲ့သူတက်ရောက်တင်ကြားကြသောကျောင်းသားအရာရှိဇနီးများနှင့်ကျောင်းအုပ်ကြီးကျောင်းဆရာအရာရှိများမိတ်ဆက်ပွဲလုပ်ပါသည်အရာရှိကတော်များသည်မိမိတို့ရသောတခြင်းများကိုတာယာကြီးနူးစွာဆူပြ၏ဒုဗိုလ်မှူးကြီးခင်မောင်ကျော်က ခင်မောင်ကျော်ဤဇနီးကတခြင်းမဆိုထက်၍ဒုဗိုလ်မူကြီးခင်မောင်ကျော်သည် သူ့စည်းနှင့်တွဲ၍မြိုင်ထနှစ်ပါးသောအကကိုကပြ၏ဘုံမူကြီးတင်ဦးယခုဒုကာကွယ်ရေးဦးစီးချုပ်ဘုံမူချုပ်တင်ဦးကသူ့ပြပြောသွားစုစမ်းရည်အိုင်းဘာသာဘာဝမြူးပြောကြမြိုင်မဲညူငှက်တွေ အောင်တော်ခေါ်တန်ကျူးတယ်ဇောပီတိတက်ဝေးလိုင်းတောတိရိကျက်တိမြိုင်ဟူသောတခြင်းကိုစူပြ၏ကျမ၏အလှရင်မူကျမသည် အတူဆုံးတခြင်းတစ်ပုဒ်ကိုစူပြခဲ့၏ဘဝတန်တရာရေလိုင်းခီးဝဲမာရှင်မိကိုလီညင်နွမ်းလွမ်းစီပြူအဖြစ်မမြင်လိုက်မှာပဲမေမြင့်မေဖြစ်တယောက်သေးတွဲခွဲမနေခြင်း တတလုံးပင် မမုန်းတမ်းအားကိုးခြင်းအော်လုံငယ်တော်ဆယ်နှစ်ကျော်1958ခုနှစ်အင်းမြတော်ကလေးညတညာတွင်တွေ့ခဲ့သောမြင်ကွင်းလေးတစ်ခုသည်ယခုတော့ဆောင်းအိမ်မက်တပွဲသားသည်ဘုံမှုကြီးတင်ဦးသည်မိသည့်တခြင်းကိုတီဆူနေပါလေကျမရှိဝယ်မြိုင်ထနှစ်ပါးတော်အကကို စုံတွဲကပြနေသောဒုဘုံမှုကြီးခင်မောင်ကျော်သည်ကွယ်လွန်ခဲ့ပြီ။ သူ့ချစ်စနီးတဲ့တကူတော်ခီးကိုဆက်လက်၍သူ့ချစ်စနီးသည့်တကူတော်ခီးကိုဆက်လက်၍တားငယ်သမီးငယ်များနှင့်ပွားလျက်ရှိ၏ကျမအတွက်မူဦးစီးတက်ကတော်တွင်ចောင်းသားများအပင်တပန်းကြိုးစားနေကြရသော6လပိုင်းအလွန်ရောက်လျင်ကျမ၏သွေးအားနည်းတတ်သောယောဂါဆလာပြန်ပါသည်ကလောဆရာဝန်ကနောက်ဆုံးဓမ္မ X-ray ကို မက်ထရက်ကိုပို့ပြီးမှယောဂါကိုဆက်ခုမည်လောလောဆယ်တော့သူ၏ဆေးကိုတောက်ပြီးအိယာပေါ်တွင်နားနေရန်ညွှန်ကြားထားပါသည်ထို့ကြောင့်ကျမနားနေသည်တညတွင်တော့ကျမကိစ္စရှိပြီးသူအားလန့်ခေါ်လိုက်ပါသည် သူသည်စာကြည့်နေရမိဖို့အနေမှာဝုန်းတိုင်းနေထလာကကျမအနားသို့ရောက်ရင်အော်ပါတော့သည်ကျောင်းစာတစ်ဖက်သူကတမျိုးဒလတော်ယောက်ျားနဲ့အတူအိတ်ချင်ရင်တွားပါလားကျမနားထဲတွင်သူ၏ရင့်တည်သောစကားလုံးများအတွေ့တွတ်တွတ်ခါသွားပါသည် ရှင်ထဲမှာလည်းဘလူခန့်ဆန်းလက်ရည်ဒီကိုမပြုတ်တတ်တော့ပါထူညာကလေးကဖះထံပါတွင်ဆူတောင်းလိုက်ပါသည်တပည့်တော်မအီခင်မှုသည်တပည့်တော်မအာတနာရာက၌လွန်ကျူးသောမိမဇာမိမဇာမျိုးဟူ၍အထင်လွဲမှနေခဲ့ပါသည်တနေ့သောအခါတွင်စနကမင်းသားသည်တိဝလိဒေဝီအားမျက်ပင်ကိုဖြတ်၍ပြတ်တကဲ့သို့တပည့်တော်မကဥစွာပထမကာမတဏ္ဍာတိဟူသောမျက်ပင်ကိုဖြတ်၍ပြနိုင်ပါစေတည်းဟူ၍ဒိတ်တံပြုလိုက်ပါသည် အော်တကယ်တော့ကြည်ခွဲစရာကောင်းလိုက်ပြီဖြစ်ချင်းကလောသူရောက်စားညတညတွင်အတွေးခေါ်ပဝင်းချင်းအတိုင်းအဝိုင်းခန်းစားရချက်တို့သည်ကလောသူရောက်ပြီးနောက်ပိုင်း6လပိုင်း၌နေမတူတော့ချင်းယခု7နှစ်ကျော်ပိုင်းတွင်မူလိုက်မှာပဲမိဖြင့်တယောက်တည်းခွဲမနေချင်းတတလုံးမင်းမမုန်းတဲ့အကူကျင်ဆိုသောတခြင်းကိုရွတ်ဆူမိခဲ့သည် မိခင်ယူအားယခုပါသခြင်းကိုတီးဆိုပါသလဲဟုမေးပါလေပါရမီဖြည့်ဆမှု ကြည်ဘုရားသခင်အလဲကြမစင်ပြီးအရင်လူမနှဲ့အနီနဲ့အနီနဲ့အပြာကိုပယ်မယ်အဝါတဲ့ကလေးနဲ့တော်ရဲ့တခွန်းထက်နှခွန်းမပူပြီးအလွမ်းကိုမချက်ကျွညွညူဟုအလဲငိုမဲ့မဲ့တားရှာရွှေနောက်ဆံမယ်မတင်းရအောင် ငယ်စရင်ကိုဖျက်လိုက်ပါဖျားဆိုတော့တိထက်ကူတာကျွန်မဆူစင်ပါလို့ဒီ